တို့ညာရဲ့ပြည်သက်များအားလုံးမင်္ဂလာပါရှင်။စာရေးဆရာမစပယ်ဖြူနှုရဲ့မြောက်ဖြားကအလွမ်းရသည်ဆိုတဲ့ဝတ္ထုလေးကိုအပိုင်းစံနေနဲ့ဖတ်ပြပေးနေကြတာပဲဖြစ်ပါတယ်ရှင်။အခုဖတ်ပြပေးမှာကတော့အပိုင်းစံလေးပါရှင်။ကျွန်တော်ကြောင်းနေကျွန်တော်မော်ရဲလိုက်သွားမယ်အနု။လူမောင်လေးပြောတဲ့နေ့ကပြတ်သွားတဲ့အနုမျက်နှာကိုငါတသက်မမေ့ဘူး။ အနူကဒေါသထွက်ခဲ့တယ်။ဒေါသမျက်နှာကိုငါမမြင်ဘူးခဲ့ဘူး။အဲ့နေကတော့ဒေါသနဲ့မျက်နှာပြတ်သွားခဲ့ဘူးလား။အနူမျက်နှာတဖြည်းဖြည်းနေရဲလာတယ်။မောင်လေးကိုခက်ဆူးဆူးပဲစိုက်ကြည့်နေတယ်။ငါမောင်ကတော့ထုံပိပိကတ်တတမျက်နှာပြီးနေ။စင်ကြောသက်တွေရဲ့လောကကိုစိန်ခေါ်ခြင်းနဲ့မျက်နှာလေး။ဒီကြားထဲငါအလုပ်တွေများလို့ပဲဂရုမစိုက်မိတာမျိုးလားမသိပါဘူး။မောင်လေးကြည့်ပြင်းအွယ်ရောက်လာတာပဲ။အဲ့ဒီလိုမျက်နှာပေးမျိုးထားတတ်လာတာတော့ အခုကြတော့မှပဲအစမ်းလုံးသတိထားမိတော့တာပဲအနူးကမောင်လေးကိုစိုက်ကြည့်နေတဲ့အချိန်မှာ မောင်လေးကတော့ကျမ်းပြည့်ကိုငေးနေတယ်စောစောကပြောခဲ့တဲ့မျက်နှာပြင်းနဲ့ပဲနင်းအသက်အရွယ်လေးနဲ့နင်းဘာကိစ္စသွားမှလဲသွားစရာမလိုဘူးကြောင်းတာပြန်တက်မောင်လေးကအနူးကိုစက္ကနဲမော့ကြည့်ရင်ကျွန်တော်စာမမကြက်ချင်တာပြန် နေလဲနောက်နေ့ကြမှာပဲပြီးတော့ပတ်စံရှာချင်နေပြီလူသမ ्या အားရှောင်စီကအနူးစီကတောင်းနေရတာမလုပ်ချင်တော့ဘူးတော်ပြီကို့ဘာသာအလုံးလုံးချင်တယ် နင်တို့လိုအပ်တာဘာရှိလဲအဝိအစကျောင်းစရိတ်နင်တို့ဘာမှပူစရာမရှိဘူးလေကျောင်းသာအေးအေးတက်နင့်အားဆောင်ဆယ်ရန်းအောင်စမတတရနင့်အတွက်ပဲလိုအပ်တာမရှိဘူးဟုတ်လားအနုလိုချင်တာတွေတော့ရှိတယ်ကျွန်တော်တငယ်ချင်းတွေမှရှိပြီကျွန်တော်မှမရှိတာအများကြီးပဲကျွန်တော်မျက်နှာငယ်ရတာပဲအများကြီးပဲအနုအဲ့ဒါတွေသိလားအနုတစ်ချက်ရိုင်းသွားတယ်ဒေါသနေရာမှာစိတ်မကောင်းဖြစ်တာကအစားဝင်လာပုံပဲဒီတခါမျက်နှာပြက်ပုံကနာကျင်လို့တဲ့အခါမြင်ရတယ်လို့မျိုး ငါလေဘာမှမပြောနိုင်တော့တယ်လို့ဆွန့်အပြီးမြင်ငွင်းကိုငေးနေမိတယ်။ငါဘက်ကတော့ငါမှညမတွေလိုတာဖြစ်ပေးဖို့အတွက်ပဲအလုပ်လုပ်နေတာ။တကယ်လည်းဖြစ်ပေးနိုင်တယ်ထင်ခဲ့တာ။သူတို့မှတော့ငါဖြစ်ပေးနိုင်တယ်ဆိုတာတည်းလူချင်းတာရရှိမယ်လို့မစင်းသားခဲ့ဘူးတာအမှန်ပဲ။ငါလည်းဆယ်ကျော်သောဘဝကိုဖြတ်သန်းခဲ့တာပဲ။ចောင်းသားဘဝကိုဖြတ်သန်းခဲ့တာပဲ။ဒါမှမဟုတ်လေအနူးအပေါ်တိတက်စိတ်ကပိုခဲ့တော့ငါဘဝမှာလိုအပ်တာတွေမရှိခဲ့ရင်တော့ဝမ်းနည်းစရာလည်းမမြင်ခဲ့ဘူးလေ။ဒါမှမဟုတ် ငမောင်လေးကတော့အဲ့ဒါကိုဝမ်းနဲ့နာကျင်စရာဘဝလို့မြင်ပုံပဲအင်မတန်နုနယ်တဲ့အမြင်အတွက်ငါစိတ်မကောင်းလိုက်တာအဲ့ဒီနေ့ကအနူးနဲ့ငမောင်ရဲ့အပြန်အလှန်စကားစစ်ထိုးတာတော်တော်နဲ့မပြီးဘူးနောက်ဆုံးတော့အနူးကတစ်ချက်လွတ်အမိန်ချတယ်တောင်းပြန်နေရမယ်တဲ့ဒါနဲ့ပဲတပတ်နှစ်ပတ်ကြော်သွားတယ်အိမ်မှာတော့အေးအေးဆေးဆေးပုံမှန်လဲပတ်နေတယ်ပုံမှန်လို့ပဲမြင်ခဲ့တယ်ငါအတွက်ကတော့တွေးကြရီပို့ပြီးများလာတာပေါ့လေငါဒီထက်ဘာများပို့ပြီးလုပ်နိုင်မလဲ ဘာများပို့ပြီးအိမ်အတွက်ဖြည့်ဆည်းပေးနိုင်မလဲပြောတာပြောရတာပါဟာတကယ်တမ်းကျတော့အရင်နည်းနည်းနဲ့လှုပ်လို့ရတာအလုံးမြမြဆဆမှမရှိပဲမိတ်ဆွေကောင်းနေရှိလို့ဒါဒီလှုပ်လေးကိုငါအသက်အရွယ်နဲ့စိတ်ချလက်ချလုပ်နိုင်တာမဟုတ်လားဒီတန်ပို့ပြီးလဲနေဆက်လို့နေရမှာမစွန့်စားရဲဘူးလေနင်လည်းသိတဲ့အတိုင်းပဲအေးထားပါတော့လေတူတူပြောရရင်တော့နှစ်ပတ်လောက်ကြာတော့ငါလွယ်ချားပြန်စင်းလာတဲ့အခါအိမ်မောင်လေးမရှိတော့ဘူး အနုရဲ့ဆွဲကြိုးခိုးရောင်ပြီးအင်းရပြောက်သွားတဲ့။ဖဲရောက်သွားမှလည်းမသိဘူးတဲ့။ចောင်းဖွင့်မွားနှစ်ပတ်ပဲလိုတော့တာ။တကယ်ပဲចောင်းမတက်ချင်တော့လို့ပြေးတာပေါ့။သူပြောသလိုမှော်ရဲသွားတာပဲဖြစ်မှာပေါ့။ဖားကံပဲဖြစ်မလား။တနိုင်ဘက်ပဲဖြစ်မလား။တခြားဘက်ဘက်လဲတော့မသိဘူးလေ။အိမ်မှာတော့အနုပုံလဲတော့တာပေါ့ဟဲ့။ तू ကအဲ့ဒီသားကိုတိတ်ချစ်တာကို။ငါ့ကိုတော့အားကိုးတာ။ငယ်မောက်ကိုတော့အငယ်ဆုံးမို့ချစ်တာတွေဖဲလိုက်ရင်ဒီသားနဲ့ကိုတော့အချစ်ဆုံးပဲ။ သူ့စိတ်နဲ့အနူးပုံလဲတာတပတ်နှစ်ပတ်လောက်ကြာသွားတယ်။သူပဲများရောက်သွားတယ်လည်းမသိနိုင်ဘူး။မာကော့ရေးစုံစမ်းပြေအောင်လို့အနူးကပြောတတ်တယ်။မာကော့ဆိုတာသမီးကြီးမှုခေါ်တာနင်းသိတယ်မို့လား။စိတ်လိုလက်ရရှိရင်မာကော့တခါတလေနူးမိုင်ပေါ့ဟဲ့။ဒီလိုသမီးကြီးရဲ့လို့အားကိုးလာတော့ငါမှမနေသာဘူး။စုံစမ်းပြေရတာပဲ။သတင်းမရရင်တော့အနူးကလက်မလျှော့ဘူး။အဲ့ရတဲ့လဲနေတုန်းကလည်းသူ့သားသတင်းကိုပဲနားဆွင့်နေသလိုပြန်ပြီးထွတ်ထွတ်တနံဖြစ်လာတော့လေဒီအတိုင်းပါပဲ။ ငါတို့ဘက်ကလူငယ်လူရွယ်တွေလူလက်ပိုင်းတွေကလည်းရွှေမော်တွေကြောက်စိမ့်မော်တွေပဲသွားတာများတယ်မဟုတ်လားတယောက်မဟုတ်တယောက်စီကတရင်ရမှာပဲလို့အနုကညွန့်လင်းနေပေါ့တခါတလေတော့လေဖားကန့်ဘက်ပဲရှိသလိုလိုတနိုင်ဘက်ပဲရောက်နေသလိုလိုကြားရတယ်တချို့ကလည်းမြင်းကြီးနားပဲရောက်နေတယ်ပြောကြပြန်တယ်ငါလည်းငါ့မောင်အတွက်စိတ်မပူမဟုတ်ဘူးစိတ်ပူတာပေါ့ဒါပေမဲ့ငါ့မောင်စဉ်းစားစရာတွေတပုံတပင်ရမဟုတ်လားပြီးတော့လေ ငါမစားရမသားရကောင်းကောင်းထားထားရတော့ပြေးကျင်တာကိုစိတ်ထဲအဝမ်းနေပြီးနာနေတာကိုအနူးလောက်မပြိုလဲဘူးပေါ့လေပြီးတော့လဲအငင်းမလေးရှိသေးရဲ့ငါပန့်ဖို့ရအောင်မအောင်အနူးကိုလည်းအသက်ကြီးပြီဆိုပြီးဈေးရောက်နဲ့လုံမလုခိုင်းတော့ဘူးငါရှာနိုင်တာပဲအိမ်မှာတော့အဲ့ဒီအချိန်ဒီအေးအေးချမ်းချမ်းရှိနေတော့မယ်ငါအမျိုးမှလှုပ်ရှားရှိရင်လှုပ်လိုက် သုံးရှားရှိသုံးလိုက်နဲ့ကာယနှုတ်သားဘဝမှာပျော်နေတော့အနူးကတော့စိတ်ပြောင်းနေပြီငါတို့ရေငယ်တော့ မြို့ပြောင်းဝင်လို့စွန့်ခွာခဲ့တဲ့ရွာလေးကိုပြန်ရင်ကောင်းမလားလို့တွေးနေပြီ။သူ့သားလေးမရှိတော့လို့များဒီအိမ်မှာမနေကျင်တော့သလားပဲထင်လာတယ်။ငါမေးရတယ်ရွာပြန်ရင်ဘာလုပ်မလဲနူးရဲဆိုတော့တောင်ရလောက်တာပေါ့တဲ့။အိုးငါမှမလုပ်တာပဲ။ငါမျက်စိပြက်မျက်နှာပြက်ရင်အနူးကရည်တယ်။သူကရွာမှာပျော်တဲ့ငါတို့လည်းပျော်ခဲ့တာပဲတဲ့။မြို့ဆိုတာအဝါးကပြောင်းကျင်လို့လိုက်လာရတာတဲ့။ခုတော့အသက်ကြီးလာပြီမို့ပြန်ကျင်ပြီတဲ့။တွန်ကျန်ပပန်ပြန်เสียလားဟဲ့။ ငါကတော့ကို့ဇာတိရဲ့ရွာကိုမပြောင်းကျင်ဘူးတော့မဟုတ်ဘူးလေဒါမဲ့သုံးတန်းလောက်အထိပဲနေခဲ့တဲ့နေရာဆိုတော့မြို့မှာနေကြတဲ့အခါမြို့ကိုပူပြီးခင်တွေ့တာပေါ့ငါအလုပ်ကလည်းဒီမှာရှိတာမဟုတ်လားညီမလေးကလည်းဒီနေ့ရှစ်တန်းတက်ရပြီမြို့မှာနေရမှဖြစ်မှာနောက်ဆိုအတန်းကြီးလာတော့မှလေငါကြတော့လေအနူးကနောက်ဆိုမပြောတော့ပြန်ဘူးအဲ့ဒီတော့ကတော့အနူးပါလို့ရွာပြန်မယ်ဆိုတဲ့စကားပဲအထက်ထက်ပြောနေလဲဆိုတော့ငါနားမလဲခဲ့ဘူးနားလဲတော့လေ နောက်ကျခဲ့တော့တာပဲနင်းနေနေကြနေရာလေးတခုနင်းတွေ့တာတဲ့နေရာလေးတခုဆုံးရှုံးတော့မယ်လို့နင်းသိလိုက်တဲ့အချိန်ဘာလုပ်မလဲအေးလေးနင်းကဒီလိုမျိုးမကြုံဘူးပဲဘယ်ဖြေတတ်ပါမလဲငါတော့ဘလို့လုပ်လဲသိလားငါငိုတာပေါ့ရှိုက်ကြီးတငယ်ငိုတာပေါ့ငါတို့အင်္ဂလီကိုဆုံးရှုံးရတော့မယ်ဆိုတဲ့အချိန်ငါငိုတာပေါ့အနုကအဲ့ဒီအိမ်လေးကိုငါကိုရင်ကျောင်းသူဘွားကလေးကပေါင်ထားတာတဲ့အဲ့ဒီတော့ငါကကျောင်းသူဆိုတော့ ဘာမှလည်းနားမလဲအပူပင်လည်းမရှိရဘူးလေအထိန်တိန်လက်ဖြန့်လို့ရတာအနူးစေးရောက်လို့ရတဲ့ငွေပဲလို့ထင်နေခဲ့တာအိမ်ကလေးကိုရင်းထားရတယ်ဆိုတာငါမသိခဲ့ဘူးလေအိမ်အတွက်ရခဲ့တဲ့ငွေကြေးပမာဏတိတ်တော့မများဘူးဒါပေမဲ့လည်းနှစ်တွေကြာပြီမဟုတ်လားခုတော့ဘယ်ရွေးနိုင်တော့မလဲငါရောင်းဝယ်လို့တာလဲစားတဲ့အောင်လဲចောင်းစီပဲရတာ우ဆယ်နှစ်ကြာရင်တော့ရွေးနိုင်မှာမလားမသိဘူးအပေါင်ခံထားတော့အဝါတငယ်ချင်းပဲ ိမ်ကတော့မစင်ခိုင်းဘူးအိမ်လားကသဘောပဲပေးပြီးဆက်နေခိုင်းနေတဲ့အနူးကမနေချင်တော့တာလူတွေကအသက်ရလာရင်ဇာတိကိုတန်းတားကြရဲဆိုတာမျိုးလားမသိပါဘူးခဲ့ဒါမဲ့လေအနူးကဘလောက်ပဲပြန်ချင်တယ်ပြောပြောငါတို့နေပြစ်လိုက်သေးတယ်ငါလဲငါလုံးနဲ့ငါလည်းပဲရင်ငွေလေးလည်းမရရအောင်ဆိုရင်ပေါ့အနူးကတော့နောက်နှစ်နောက်နှစ်လို့ပြောင်းပြီးနှစ်သိမ့်လာရတယ်ဒီလိုနဲ့တနေ့တော့အိမ်ကိုမမျော်လင့်တဲ့လူတယောက်ပြန်ရောက်လာတော့တယ်ဘယ်သူရှိရမလဲမောင်လေးပေါ့ ဘရန်ဆိုင်ပေါ့ထွက်သွားတာနှစ်နှစ်ကျော်အတွင်းသူတော်တော်ပြောင်းလဲသွားတာပဲသိလားအသားရည်ညုံညင်းညင်းနဲ့ပိန်ချုံးလို့အရက်ကတော့ပုံပြီးရှည်ထွက်လာတယ်လို့ပဲသူပိန်နေပုံကအာဟာရပြတ်နေတယ်လို့ပဲအာဟာရပြတ်နေတယ်လို့လို့ငါထင်တာမားတော့မမအောင်ဆိုတာနောက်တော့သိလာရတယ်အာဟာရတော့အာဟာရပဲဒါပေမဲ့အစာအာဟာရတော့မဟုတ်ဘူးဘိန်းအာဟာရလေထုံးစံအတိုင်းပေါ့မော်ရီယာတကယ်ပဲမော်ဆန်တာ ው လူငယ်တွေကိုလာစီအောင်ညှို့ယူတယ် ရောက်လာရင်နေပြောသေးတယ်။နောက်တော့ရင်မူတဲ့အရာသာနဲ့ဖမ်းဆတော့တာပဲ။လုံးတလောက်ရတဲ့နေရာမှာအရရာငွေပေးရင်လည်းရနေတော့လူငယ်ရီယာလက်ထက်မစမ်းပဲဘယ်နေမလဲကွယ်။ငှားမောင်လည်းပါတော့တာပေါ့။မော်မယောက်ခင်ကသာတတိဖြစ်ရေးအိမ်မက်နဲ့ရောက်လဲရောက်ရောတတိရီရဲ့အလုသမားဘဝမှာရတာလေးနဲ့ပျော်နေကြပြန်ရော။ပျော်အောင်လဲအတူရောင်တာယာမှုတွေကမြှူဆွဲထားပြန်ရော။ဒါနဲ့ပဲမလာခင်တော့ကလေလုံးမိုးလုံးထွားခဲ့တဲ့အိမ်မက်တွေဟာ တနေ့တာကုံဆုံးရင်ပင်ပန်းလို့ဆိုတဲ့စင်ကြီးအောင်မှာအေးပြောအငွေ့ပြန်တော့တာပဲသူများတကမောင်နေသားတွေအရဆွဲဘိန်းဆွဲပြီးလူယုတ်ပြောက်ပြီးမော်ရဲကနေအိမ်ပြန်ရောက်လာရင်ငါတို့မှဘေးကနေသနာလိုက်ရတာအဲ့လူပြန်ရောက်လာတဲ့သူတော့ဘယ်ဟုတ်ပါမလဲသူ့အကိုတွေအမတွေအမေတွေဇနီးမယားတွေအိမ်သူအိမ်သားတွေကိုပေါ့အထူးသဖြင့်အမေရီယာဒီတန်ကိုပို့ပြီးခင်ရသလားလို့အမေရီယာစိုးတည်တဲ့သားကိုစိုးတည်သမျှခွင့်လွှင့်ရင်းနဲ့ပဲချက်သလားဒါမှမဟုတ် တနေ့လိမ်မာလာမှာပေါ့ဆိုရင်မျောလင်းချက်လေးနဲ့ပဲချက်သလားမသိဘူး။ငါမောင်ပြန်လာတော့လေအနူကမျက်စိအောက်ကအပြောင်းမခံတော့တလို့တောင်ချက်ပြန်တယ်။ငါမောင်ကတော့ဟဲ့သူ့အဟာရမပြတ်ဖို့အရေးအနူကိုတိုးလို့ချွဲပြန်တော့တာပေါ့။ငါကတော့အိမ်မှာမြင်နေရတဲ့သူမှမဟုတ်ပဲအကုန်လုံးကိုမသိနိုင်ဘူး။ငါမောင်ကိုအနူကဘိန်းပြတ်ဖို့နားချနေတယ်ဆိုတာကိုလည်းအဟုတ်မှတ်နေခဲ့တာ။သူကလည်းအိမ်ပြန်ရောက်လာတော့အသားအရာဆူဆူပြေပြေဖြစ်လာတာ哦။ ဘိန်းဆွဲတဲ့သူတွေကိုအနီးကမတွေ့မမြင်ဘူးတော့သူဘိန်းပြတ်ပါပြီတောင်ကထင်နေလိုက်သေးတယ်။တရက်တော့ငါခရီးရပြန်ရောက်တဲ့အခါငါအခန်းထဲခြေရလက်ရနည်းနည်းပြတ်နေပါရော။ငါစိတ်ထဲသိပ်မသိမ်းပါဘူး။ညီမလေးလည်းမဖြစ်နိုင်ဘူး။ညီမလေးကဒီလိုအကျင့်မှမရှိရ။သူအလွန်ဆုံးကရင်မှန်တင်ကုန်လောက်ပဲ။အခုကမဟုတ်ဘူးလေ။ထစ်တာနှလုံးစလုံးပုံစံပြတ်နေတာ။တစ်တာပေါ်တင်ထားတဲ့စာအုပ်ကလည်းပြုတ်ကြလို့ကြအဝိစာလွမ်းထတာကလည်းတွန့်လဲလို့ တက်တောင်တဲရောင်ဖွင့်ထားတဲ့ပုံစံပေါ့ငါစိတ်တဲတိတ်ကနေဖြစ်သွားတယ်အဝတ်ဟောင်းတွေထည့်ထားတဲ့တက်တာမှလည်းအဝတ်တွေပွားနေပြီမဲ့ဘာအဖိုးတန်ပစ္စည်းမှထည့်မထားတာမျိုးစစ်မနေဘူးငါကြည့်ရတာတော့ပွဲလန့်ရှိမှထုတ်ဝေတတ်တဲ့အဝတ်အစားတချို့နဲ့အရေးကြီးတဲ့ပစ္စည်းတချို့ထည့်ထားတဲ့တက်တာပဲထင်တဲ့အတိုင်းပဲလေငါချစ်ချစ်ချွတ်ချွတ်ဆူဆောင်းပြီးဝယ်ထားတဲ့လက်စွပ်နဲ့နှက်ကလေးပါသွားပါဘကောကွယ်အရင်ညဝမ်းနဲ့စိတ်နဲ့ငါမျက်ရည်ကျရတယ်ပစ္စည်းဆုံးရှုံးရလို့ဝမ်းနေတယ်ဆိုတာထက် မောင်လေးအတွက်စိတ်မကောင်းလို့လို့ပဲငါမောင်ကဒီလောက်တောင်ပျက်စီးခဲ့ပြီဆိုတာတယောက်ကငါ့ကိုလာပြောခင်အဲ့လူကိုတခုခုလုံးမိမှာပဲဒီလိုသာငါကိုယ်တိုင်မကြုံခဲ့ရဘူးဆိုရင်ပေါ့လေခုတော့ငါမှရင်ခွဲပတ်လက်နဲ့အနူတော့မပြောပါနဲ့အားဆောင်ရင်အနူစိတ်မကောင်းဖြစ်နေအောင်မယ်လူညီမလေးကပြောပေးမယ်ငါပြောမိတယ်တကယ်တော့အနူကိုသိစေချင်တာအလိုမလိုက်တဲ့နာကိုစပ်ပြီးအလိုလိုက်နေမှာဆိုလို့သိစေချင်တာအနူများသိရင်စုံးမနိုင်မလားလို့လဲတွေးတာပေါ့ ငါပြောရင်အနုတော်အံ့ဩမယ်နောက်တော်သူ့သားကိုဒေါသထွက်မယ်တခုခုလုပ်ရင်ငါတော်ဆွဲလွှဲရလိမ့်မယ်လို့ငါတွေးထားရသေးတာအဲ့ဒီမှာတော့ငါတွေးထားတာတက်တက်ဆယ်နှဲတော့တာပဲငါစကားကိုကြားကြခြင်းအနုမျက်နာမှာအံ့ဩတဲ့ရိပ်လုံးဝမတွေ့ရဘူးဒေါသထွက်တဲ့ပုံတော့ပေါ်ပါရဲ့ဒါပေမဲ့အဲ့ဒီဒေါသကငါအပေါ်ဖြစ်တဲ့ဒေါသလေမောင်လေးကိုရိုးစွရပါမလားလို့အနုကငါ့ကိုဒေါသထွက်တဲ့ငါဝမ်းနဲ့လိုက်တာရဲ့သစိမ်းရပြောရင်တော့ကိုကကောက်ရအောင်မယ် ခုတော့နင်ကိုယ်တိုင်ကကို့မောင်ကိုပြောနေပါဗောလားမာကော့ဆိုတဲ့အနုစကားကငါယုံခွဲသွားတယ်လို့ပဲဒီအိမ်မှာဘယ်သူမှအဝင်အထွက်မရှိဘူးအနုရဲ့ပြီးတော့လေအချောင်းတိမှဖြစ်မှာပြီးတော့သူကအမြင်ငွေလိုနေတဲ့သူလေအနုဆုံးမရမှာဗောမလျှော့ပဲပြောမိတဲ့အခါအနုကငါ့ကိုမျက်စောင်းခဲ့အပြင်သူကလာယူတာရောမဖြစ်နိုင်တော့ဘူးလားအေးနင်ဒီလောက်သခိုးလို့ကို့မောင်ကိုဆွဆွဲခြင်းနေနင်ပြည့်စုံရဘလောက်တန်တယ်လဲပြောငါမရရအောင်ပြန်ပေးမယ် ငါဘာမှတော့ပြမပြောပဲလှည့်ထွက်လာခဲ့မိတော့တယ်။တောင်တကြောင်မှာဝမ်းနဲ့စိတ်နဲ့ငြိမ်နေမိတာအကြအကြပဲ။ငါတွေးထားတာကတမျိုးအနူးတုံမြန်တာကတမျိုးပါလား။ငါကပဲမှားနေသလား။အင်းလေအပြင်းလူလာယူသွားတာပဲဖြစ်ပါစေတော့နောက်ဆုံးတော့ငါပဲငြိမ်နေလိုက်ရတော့တယ်။တပြေပြေသွေးအေးသွားတဲ့အချိန်စဉ်းစားတော့မှအနူးရဲ့မအံ့ဩတဲ့မျက်လုံးကိုသတိရမိတယ်။ငင်းမဲ့သာငင်းရတာငါစကားကိုမဆန့်ကျင်နိုင်တဲ့အရေးတွေအဲ့ဒီမျက်လုံးမှာတွေ့နေရသလိုပဲ။ ပြန်စင်းသားတော့လေငါသေချာနားလဲလာတယ်။ဟုတ်တယ်။အနူးတစ်ခုကိုအသေးချာသိနေခဲ့တာပဲနော်။ဒီတော့မှတွေးမိတာဒီလိုဖြစ်ရမျိုးငါခုမှကြုံရတာလား။အနူးကတော့တွင်ဘူးတာကြာခဲ့ပြီလားဆိုတာပဲ။အနာဂတ်ကိုသေချာကြိုတွက်တတ်တဲ့သူတွေထဲမှာငါမပါဘူးဆိုတာနင်းသိတယ်မို့လားမိနွေ။ငါပြစ်ဆုံးပါမှာပဲနေထိုင်ခြင်းလဲခြင်းတဲ့သူ။ကြုံလာသမျှကိုမဖြစ်ဖြစ်အောင်ရင်ဆိုင်ခြင်းတဲ့သူ။ဒါပေမဲ့ အဲ့ဒီနောက်ပိုင်းငါကြုံလာရတာတွေကအနာကဆိုတာကိုတော့တွေးပြီးကြောက်လာစေသလိုနောက်ဘာကြုံလာမလဲဆိုပြီးတော့လည်းရင်ဆိုင်ရတဲ့စိတ်ပျောက်တော့တာပဲကံဆိုတာကလည်းတစ်ချိန်အဆိုးကိုကြုံပြီးနောက်တစ်ချိန်ထက်ကထက်ကအဲ့လိုစင်တူရိုးမှအဆိုးတွေပဲကြုံရတတ်သလားဟဲ့နင်းချောင်းပြီးရဲဆိုတဲ့2005ခုနှစ်ဟာငါအတော်တော့အိမ်မှာတကယ်ကိုကတောင်းကတင်ဖြစ်တဲ့နှစ်ပေါ်မိနေငါတသက် မောင်လေးအင်အားပျောက်သွားတဲ့အချိန်ပြီးအဲ့ဒီကာလငါစိတ်ကိုအပြုတ်လဲစေဆုံးပဲထုံးစံအတိုင်းငါချစ်တဲ့ငါမောင်ညီမလေးတွေပဲပေါ့သူတို့ရဲ့အနာဂတ်ဖယိုပြဲဖြစ်တာဟာငါ့အတွက်အိမ်မက်ဆိုးပဲအဲ့ဒီနေ့မှာငါမောင်ကအင်အားပျောက်သွားပြန်တယ်သူနဲ့အတူငါကုံအဝယ်စင်းမှုစုထားတဲ့အရင်တွေရောအနူးရဲ့လက်ကြံလက်စလို့ရောပါသွားပါရောကွယ်ငါမှဈေးရောက်မှုတော့လက်တစ်ဖက်ပြုတ်သွားသလိုပဲအေးမဟုတ်ဘူးနှစ်ဖက်စလုံးပြုတ်တာပေါ့ဈေးရောက်စရာအရင်လည်းမရှိတော့သလို စိတ်ကလည်းတော်တော်ပြက်နေတယ်။အနုကလည်းအိတ်ရဲပုံလဲတော့တာပဲ။ဒီသားစိတ်ပေါ်လီဒါရင်လားဆိုတော့လည်းမဟုတ်သေးဘူး။ငါညီမလေးကလည်းစင်တန်းကြတာနဲ့ယောက်ျားနောက်လိုက်သွားတော့တာပဲ။သူ့ကိုတော့ဘာပဲဖြစ်ဖြစ်မောင်လေးချက်လိန်ပါတယ်တိတက်တယ်လို့ငါထင်ထားခဲ့တာပေါ့ဟဲ့။ငါတို့ဘက်ကလူတွေအိမ်အောင်ကြတာဆိုတာမထူးသမ်းမိမယ်။ငါအတော်တော်ညီမလေးကပညာသင်အောင်မဲ့အရွယ်ပဲ။ဒါပေမဲ့မတတ်နိုင်ဘူးလေ။ဖြစ်သွားပြီဆိုတော့လည်းစိတ်လျှော့ထားရတော့တာပေါ့။ ယောက်ျားလေးဘက်ကလာပြီးတောင်းရနာနဲ့မင်္ဂလာကိစ္စဖြစ်မြောက်သွားရတော့တယ်။အဲ့ဒီနေ့ကတော့သူ့ကွယ်ရမှာအနူးကွယ်ရမှာငါခိုးငိုခဲ့ရတာပေါ့။ငါမှာတော့အနာကက်ကိုပုံလောင်းပြီးသူ့တို့အတွက်စွန်စားလိုက်ရတာ။သူ့တို့ကြောင်းတက်ပါစေလို့နောက်တစ်နှစ်ဖြည့်ရင်အောင်မဲ့အရေးကိုလက်လွတ်လိုက်ရတာ။နောက်ဆုံးတော့တယောက်ပြီးတယောက်ကိုလန်းကိုရှောက်သွားတော့တာပဲအဖက်တင်နေလေ။ငါတော့အမတယောက်နေရာကနေဒီလောက်ခံစားရတာ။အနူးကတော့ဘယ်ပြောကောင်းမလဲကွယ်။အမေဦး သူ့ရင်သွေးတွေကိုအနူကကိုခန္ဓာချမ်းမကြီးထုတ်တယ်လာတော့အဓိကကတော့စိတ်အကြောင်းပါပဲဟင်ဈေးထဲအဆိုင်ကိုနားလိုက်ရတော့တယ်ငါလည်းအလုပ်ကိုဆက်လုပ်ရပေမဲ့အရင်ကချေးယူရတာမဟုတ်အတိုးနဲ့ဆိုရင်ဘာမှအမျက်မကြံဘူးလေအိမ်ကလည်းအိမ်ကားကပေးနေရတယ်မဟုတ်လားအဲ့ဒီမှာပဲ ငါကြားလုံးလို့မပြောတာအတော်ကြာနေတဲ့စကားတခုကိုအနူကအထက်ထက်ပြောလာတော့တာပဲရွာပြန်ရအောင်နော်တဲ့ငါဘလို့လုပ်ရမလဲရွာမှာဆိုအနည်းဆုံးတော့ကို့အိမ်ကို့ရာလေးနဲ့နေရအောင်မယ်မာကော့ရီရွာပဲပြန်ကြဆိုခြံဝန်းလဲရှိတာပဲတဲလီထူပြီးနေတာပေါ့အေးအနူကလည်းဘာလုပ်လို့စားမလဲနော်တောင်ရလောက်တာပေါ့တစ်သလုံးတောင်ရလောက်လာတာပဲမလွတ်ချင်လဲဈေးရောင်ပေါ့ ရွာထွက်လာတော့ကအဝါရဲ့အနူးရဲ့ငါတို့မောင်နှမ၃ယောက်ရဲ့အိမ်မက်တွေအပြည့်နဲ့ပျော်စရာပေါ့ဟင်မြို့ဆိုတာခုချက်ချင်းစူးစမ်းလိုက်ရင်ခုချက်ချင်းဘဝပြန်ရတော့မလို့ငါမိဘတွေထင်ခဲ့ကြတာပေါ့လေကျိုးလဲစူးစမ်းခဲ့ကြတာပဲဒါပေမဲ့အဝါမရှိရဲ့နောက်ကစပြီးအခြေရင်လာတာခုအခြေအနေအထိပဲဆိုပါတော့ထွက်လာတော့ကခကြီးနဲ့ဆန့်ကျင်ဘက်ဆိုသလိုပဲခုတော့ရွာအပြန်မှာသားမိ၂ယောက်ထဲရှိသမျှပစ္စည်းလေးတွေတင်ထုတ်ပြီးအပြန်ခီးကိုစားကြရတယ် ငါတို့ရွာလေးကအင်ပွင့်ရတဲ့မုံမောင်မြို့နယ်ထဲမှာပဲရှိတယ်ပမော်မြင့်ကြီးနာကားလမ်းအနီးသွားလို့ရတယ်လမ်းမှာဖြတ်စင်းပြီးရွာအထိဆိုင်ကနေသွားနိုင်ရင်သွားမဟုတ်ရင်ခြေချင်းရှောက်ပေါ့ရွာလေးကငါတို့စွန့်မဲ့ဒါစွန့်လာတာပျော်စရာကောင်းပါတယ်အင်ဂျင်လည်းအများကြီးမရှိဘူးတရလုံးဂျင်းဖော့တွေအများစုပဲလီစုရဝမ်အိမ်နဲ့နေရှိတယ်အိမ်လေးတွေကမြေပြင်အနေအမြင်လိုက်ဝင်းလေးတွေထဲမှာစောက်ထားကြတော့ နင်းမီရှုခင်းလာတဲ့ရွာလိုတောင်ထင်ထင်အောင်မှာ တော်ပန်းလေးတွေကလမ်းဘေးမှာအသွေးအရောင်စုံစုံလေးလေးလှနှပ်ပါပါနဲ့ပေါက်နေတယ်။ခြံတွေထဲမှာသိရိတ်ဝါရိတ်စိမ့်နေတယ်။ခရံအဖြူပန်းရောင်လိုအရောင်တွေဆင်တက်တဲ့စက်ကူပန်းမင်တွေခြံပြင်ဘက်အထိကိုင်းကျနေတဲ့ခြံတွေလည်းရှိရဲ့။ရွာလမ်းတွေပေါ်မှာတော့ကုတ်ကူပင်လိုအပင်ကြီးတွေအရေးဝေဝေနဲ့မိုးနေတယ်။မြေသားတွေကနီနီငါတို့ရွာလူတွေဟာတောင်ရအလုံးနဲ့တစ်သက်လုံးအသက်မွေးလာကြတာပဲ။ အချိန်တန်ရင်စိုက်ပြိုးလိုက်အချိန်တန်ရင်ရိတ်သိမ်းလိုက်ရိုးရအလိုက်ပျော်ပွဲလူတွေလှုပ်လိုက်နဲ့မျိုးရလူတွေနားမလည်နိုင်တဲ့တာမန်ဘဝမှာပျော်နေတဲ့သူတွေပေါ့လေငါအဝါလဲတောင်ရလုံငါလဲငငယ်ဓာခိုင်တက်ကလေးကတောင်ရလှုပ်လာတာပဲအိမ်တော်ကြတော့ပိုတောင်လှုပ်ရသေးတယ်ငါသမီးကြတော့လဲတောင်ရလှုပ်ဖို့ဖြစ်လာပြန်ရောနော်လူအနုကမသွားခင်ငါကိုနှစ်သိမ့်ခဲ့သေးတာဒီလိုနဲ့အေးအေးချမ်းချမ်းရှိရဲ့ရွာကလေးကိုငါတို့ပြန်ရောက်ခဲ့ရောဆိုပါတော့ ူသားမိတွေရောက်လာတော့အဆွေမျိုးတွေကျေစုနဲ့ဝိုင်းဝန်းလိုက်ကြတာခြံဝိုင်းထဲမှာအိမ်ကလေးပေါ်လာတော့တယ်။တက်ငယ်မှုဝကက်ကဝါးချန်ကင်းတဲ့တဲ့အိမ်လေး။ဘာပဲဖြစ်ဖြစ်ငယ်တော့ဘဝကိုတော့လွမ်းစရာအနုမပြောနဲ့ငါတော်စိတ်သစ်လူသစ်နဲ့နေရာသစ်လို့ပြောရမယ်နေရာဟောင်းမှာပြော်လာပြန်ရော။တောင်ရအောင်တို့ဦးလေးလုံနေတဲ့နေရာကနေလွှဲယူရတယ်။သူတို့လည်းကူကြတယ်။အနုရဲ့ငါရဲ့တောင်ရလောက်ကြရအောင်နော်။တောင်ရစပားဆိုင်တယ်ပြောင်းဆိုင်တယ် တောင်ရသေးနံတွေစိုက်တယ်။နေမြင်မှုတဲ့တောင်ရတွေလိုပဲပေါ့။ကုန်းဆောင်တောင်တန်းတွေပေါ်မှာအဆင့်လိုက်စိုက်တာလေ။ပြောင်းဆိုလဲပြောင်းအတန်းလိုက်စိုက်ပြီးအဲ့ဒီပြောင်းမင်တွေကြမှာပဲသီးဖြုံသီးလိုသီးနံတွေစိုက်တာ။အနုကတော့အပြွေရွယ်ကလေးကငါးဆနစ်လောက်ထိလှုပ်လာတဲ့အလုံးမို့အဲ့ဒီတောင်ရလုပ်ငန်းတွေပင်ရောက်လာတာ ਉਹ တောင်ပင်မမှုမပြပဲပျော်နေတော့တာ။ငါကတော့ငိုကလေးကအလုပ်ဆိုရင်ကျွတ်ကျွတ်ဆဆလောက်တက်တဲ့ဗီဇာပါပြီးသားတောင်ရလောက်ရမှဖြစ်မဲ့ဘွားဆိုတော့လေ ဖြစ်အောင်လုပ်ရတော့တာပေါ့ပထမတော့ငါအဲ့အတွက်ပဲမင်းနဲ့တောင်ရစီရောက်ဖို့တောင်တက်ရတာတောင်စင်းတွေအစင်းစင်ဖြည့်ရတာတောင်ရဆိုင်ဖို့အတွက်တောရှင်ရတာတောင်ရမိရှုရတာအစစိုက်ပျိုးရတာအစုံပင်မန်းနဲ့ထင်နေတော့တာပေါ့လေအဲနောက်ပိုင်းတော့တရားဒီပြေလို့သီးနှံရိတ်သိမ်းခြင်းလဲရောက်ရောအဲ့ဒီအသည့်အပွင့်တွေကငါ့ကိုပီတိတွေဖြစ်လာစေတော့တာပဲစားတော့ဖို့လုံလောက်ရုံအပြင်နည်းနည်းပဲပူရှံလဲအကျွင်းမရှိရဘွားလေးကဘလောက်အေးချမ်းတယ် တရာသည်ရိတ်သိမ်းပြီးတာနဲ့နောက်တရာသည်ຫນွေမှာနောက်တစ်နှစ်တနေရာမှာရွှေပြောင်းဆိုင်ဖို့ငါစိတ်ကအစင်းသင်းဖြစ်လာပြန်နေ။အဲ့ဒီအချိန်ကိုမျောတက်လာပြန်နေ။တရာသည်စိုက်ပြိုးပြီးလို့နောက်တရာသည်မှာရိတ်သိမ်းပြီးပြီဆိုရင် ရောက်လာတဲ့ကောက်တစ်စားပွဲမှာငါဘွားငယ်တုန်းကကလေးစိတ်နဲ့ပျော်နေတတ်တယ်လို့အခုတော့ကိုစိုက်ထားတဲ့သီးနှံမှုပုံပြီးပျော်ရတာပေါ့။ကောက်တစ်စားပွဲအချိန်တွေဆိုနင်းကိုမြင်စေခြင်းနဲ့ ငါတို့တွေကိုတောင်ရအသီးနှံတွေကိုပလိုင်းလေးနဲ့ထည့်ပြီးဖះเจ้าရှိမှစိတ်တမ်းပြီးစောင့်နေကြတယ်။ပလိုင်းလေးတွေမှာကပ်တစ်စာပွဲတန်းလိုတောင်ခွန်နိုင်နဲ့ကြက်မောက်ပန်းတွေကိုလည်းချိတ်လို့ပေါ့။ဖះเจ้าနဲ့ကလူကြီးကဖိတ်ခေါ်လိုက်ပြီးဆိုတာနဲ့ငါတို့တွေတန်းစီပြီးဝင်ကြရတာပေါ့ဟင်။ယူလာတဲ့ပလိုင်းတွေကိုရှေ့ဆုံးမှာချရတယ်။ဝိပုစုတောင်းမဲ့ပြီးအဲ့ဒီအသီးနှံတွေကိုကြိုက်တဲ့သူတွေကရွေးဝယ်နိုင်တယ်။ဖះเจ้าအနုငွေပေါ့လေ။ ကောက်တဲ့စားပွဲကတော့ရွာမှာစုပေါင်းလုပ်တယ်။တဲ့အင်ကိုစံဘလောက်၊ငွေဘလောက်၊သီးညံဘလောက်ဆိုပြီးကောက်ထားပြီးစုပြီးချက်ပြုတ်စားတော့ကြတာပဲ။တချင်းတန်လည်းညံ၊ရည်တန်တွေလည်းညံလို့ငါဘွားရဲ့အပျော်ဆုံးအချိန်တွေဟာအဲ့ဒီအချိန်တွေပါပဲမိနေ။ငါမှာမောင်အတွက်ညမအတွက်ဆိုတဲ့အပူပန်လည်းမရှိတော့ဘူး။ငါအနုကိုလည်းအနီးကဆောင်းရှောင်းနိုင်တယ်။ဘာလို့သေးသလဲ။ငါမလိုအပ်ဘူးထင်ပေမဲ့လိုအပ်နေသေးတဲ့ထူးထူးဆန်းဆန်းခံစားမှုကတော့ ငါဘလို့မှမျောလင်းမထားတဲ့အချိန်မှာပေါ်လာတော့တာပဲငါချစ်တက်လာတယ်ငါတို့ဘဝတူလူမျိုးတူယောက်ျားတစ်ယောက်ကိုငါချစ်မိသွားတယ်သူ့အချစ်ကို တုံ့ပြန်မိရဲ့လေနော်ဒါနဲ့ပဲဇာတိချက်မြုပ်ရွာကလေးကနေငါဘဝအချို့အကွေမှာအဓိကကြတဲ့နေရာလဲဖြစ်လာတော့တာပါပဲမိနေရဲ့ရွာကိုရောက်ပြီလို့တတိယမြောက်တောင်ရဆိုင်တဲ့ရာသီမှာငါတို့တောင်ရမှာငါနဲ့အတူတောင်ရလုတဲ့သူတယောက်တိုးလာပြီငါခင်မွန်လေးငါချစ်ဦးသူဆိုလဲ ဟုတ်တယ်။တရွာရဲနေတဲ့သူငယ်ငယ်ချင်းကိုပဲငါလက်ထလိုက်တာ။ချစ်လဲချစ်တာ ਉਹ မိနွယ်ရဲ့။ငယ်တန်ဝင်းစင်ကပေါ်လာတယ်ဆိုပါတော့။တယောက်နဲ့တယောက်ချစ်ကြလက်ချက်ကြတယ်ဆိုတာမြို့ပေါ်မှာလို့တော့ကြပြမဆန်ဘူးပေါ့လေ။တောင်ညာသွားရင်ချစ်စကားဆိုရတယ်လို့ဆိုတော့တော်လန်ကြက်ကြက်မှာဘယ်ရကြပြဆံမမလဲ။ငါ့ကိုယ်ပေါ်မှာလည်းပလိုင်းနဲ့ပလိုင်းနဲ့မှအိုးခွက်ကအစထမင်းတို့ရေဘူးဟင်းတို့အစုံပါလို့တောင်အတက်လန်းတွေမှာ ခါကောင်းအောင်ထမ်းထားရတာသူ့မှာလဲတဲထိုးဖို့တက်သားတိုင်ကိုခုတ်ရင်းထမ်းရင်းနဲ့လာတာမျိုးအဲ့ဒီအချိန်မှာ အချစ်ကစကလုံးတွေနဲ့အနုအလှဖွဲ့နေကြမလို့လေ အပြုံးပဲနှစ်ယောက်သားအပြန်အလှန်ပြုံးလိုက်တဲ့အပြုံးဟာအချစ်ကိုမွေးဖွားရဖြစ်လာတော့တာပဲနော်ဇော်ဆိုင်နဲ့ငါလက်ထက်ကြတော့လဲတီးနှံရိတ်သိမ်းမှုတော်နီးနေတဲ့အချိန်ပေါ့ရိုးရအတိုင်းတောင်းရလက်ထက်ပြီးတာနဲ့လုပ်ငန်းဝင်ဝင်ရတော့တာပဲတီးနှံတွေအတူရိတ်သိမ်းကြတယ် ကောက်တစ်စားပွဲကိုအတူနှွှဲရတယ်။ငါပြောတတ်တဲ့ကောက်တစ်စားပွဲချိန်ဟာအဲ့ဒီနှစ်ကတော့ချစ်သူခင်မွန်းနဲ့အတူရှိတဲ့ပထမဆုံးနှစ်အပျော်ဆုံးပေါ့ဟဲ့။ဘယ်အချိန်ပြန်တွေ့တွေ့ငါကတော့အဲ့ဒီအချိန်တွေကိုဘယ်တော့မှမမေ့ပါဘူး။အနုကတော့ငါ့ကိုစိတ်ချလက်ချရှိရသလားအငယ်နှစ်ရသတင်းတွေကိုတော့မပြတ်နားဆင်နေပြန်နဲ့။ငါတဆင်ပေါ့လေ။ငါမလူကြုံတွေကိုမေးမြန်းလိုက်အနုကိုပြောပြလိုက်ပေါ့မောင်လေးကတော့စောက်စမြူစာပြောင်းနေပြီ မြန်မာလေးကတော့ငငယ်ရွယ်နဲ့ထူထောင်လိုက်တဲ့အိမ်တော်ကြီးကအဆင်ပြေလာတယ်လည်းမဟုတ်ဘူး။ယောက်ျားကလည်းတတဆဆရှိတယ်လို့ကြားရပြန်တယ်။ကလေးလည်းတယောက်ရလို့တဲ့။မြန်မာလေးကအယောင်းဝင် လုပ်နေတယ်ဆိုလား။အဆင်သိပ်မပြေဘူးလို့ဘလို့ပဲကြကြအနုကိုတော့အဆင်ပြေတယ်ပဲပြောပြထားရတယ်။ကိုဘက်ကလည်းသွားကူနိုင်မှာမဟုတ်တဲ့အတူတူစိတ်မစင်းရဲစေချင်ဘူးလေ။ငါဘွားကတော့အေးချမ်းလာခဲ့ပါပြီ။ဘွားမှာအရေးကြီးဆုံးလို့ဆိုရမယ်အိမ်တော်ကြီးမှာကံကောင်းခဲ့တယ်ပဲဆိုရမှာပေါ့။ ။ "तू ကစိတ်သဘောကောင်းပြီ။ငါထက်တောင်အေဂျင့်သေးတယ်။ငါ့ကိုကျင်နာကူးဆိုင်တဲ့သူပေါ့ဟင်။"ကဝါ"အေး၊စော်ဆိုင်အကြောင်းပြောအောင်မယ်နော်။ကဝါဆိုတာကိုယောက်ျားကိုခေါ်တာ။မိန်းမကတော့ယောက်ျားကကနူးလို့ခေါ်တတ်တယ်။စကားပြောတာဘယောက်တော့ပါလဲ။ဩ၊စော်ဆိုင်အကြောင်းနော်။အေး၊ तू ကတောင်ရအလုပ်လဲအပင်ပန်းခံလုပ်တတ်တယ်။ငါ့ကိုလည်းငင်ညာတတ်တယ်။ရှစ်တန်းတော့မအောင်မင်းမဲစာဖတ်တာကိုလည်းငါ့ထက်ဝါသနာထုံနေ။တွေ့ရဆာအကုန်ဖတ်တယ်။ ကျန်းစာလည်းအတန်တသာနဲ့ဖတ်နိုင်တယ်။ဖရဲသခင်ကိုငါငေးလောက်အောင်ဆိုတတ်တယ်။မဲအနုပညာရှင်အောင်ဖြစ်ချင်ခဲ့သေးရဆိုပဲ။တောင်းမှနေခဲ့ရလို့လားဆိုလား။သူ့မျက်လုံးတွေဟာအညူရောင်လေး။ရုပ်ကကထင်မင်းသားတော့ဖြစ်လောက်တဲ့ရုပ်ပါ။ငါဘာသာထင်နေတာလဲဖြစ်ရင်ဖြစ်မှာပေါ့နော်။အဓိက ပြောပြချင်တာတော့ငါခင်မုန်းကောင်းတစ်ယောက်ကိုရခဲ့ရဆိုတာပါပဲ။ငါတို့ဘွားလေးကပြောပြတဲ့အတိုင်းအနေအေးချမ်းတဲ့ရွာလေးမှာအေးအေးချမ်းချမ်းပဲဖြတ်သန်းနေခဲ့တာပါမိနွယ်ရဲ့။ ်ငါတို့ဘဝရဲသားလေးရောက်လာတဲ့အချိန်လဲအလုံးပင်မနာလွင်စိတ်ကတော့အမြဲရှင်လန်းနေတယ်ဆိုသလိုပဲချစ်စရာခင်မွန်းရဲ့သားရဲ့စောင့်ရှောက်စရာမိခင်ရဲ့ငါနေပြောနေတာများတီးထက်ပူပြီးချမ်းသာတဲ့ဘဝကိုသူတို့မပါပဲသွားမလားဆိုငါကောင်းခါဖို့အစဉ်သင်မယ်အဲ့ဒီတုန်းကတော့အနာဂတ်ကိုကြုံမတွက်တဲ့ငါကကြုံတွက်လိုက်မိရဲ့ငါတို့ဘဝတွေကဒီလိုပဲမပြောင်းမလဲရှိနေမယ်ထင်ခဲ့တာတရားစီဆိုင်ဆိုင်ပြိုးလိုက် နောက်တရားသီမှရိတ်သိမ်းလိုက်ကျေးဇူးတော်ချီးမွမ်းလိုက်နဲ့ဘဝကဒီလိုပဲတသက်လုံးအေးချမ်းနေမယ်ထင်ခဲ့တာငါတို့ရွာလေးမှာရီမောတန်တချင်းတန်တွေပဲလွှမ်းနေမယ်ထင်ခဲ့တာဒါပေမဲ့ကံကြမ္မာစိုးကမထမတ်ထားတဲ့တောင်းတနေရာကနေဝင်လာခဲ့တယ်ငါတို့မိသားစုတစုတည်းအတွက်မဟုတ်ဘူးငါတို့တရွာလုံးအတွက်ငါတို့တနယ်လုံးအတွက်ပေါ့2012ခုနှစ်ပေါ်မိနွယ်ရဲ့အဲ့ဒီနှစ်ကမိုးရသည်ကငါအတွက်တော့ပျော်စရာလုံးဝမကောင်းတဲ့မိုးရသည် ငါအတွက်အစိုးရပဲယူလာတဲ့မိုးရသည်လေပြေးတဲ့သူတွေပြေးကုန်ပြီမာကော့ရီလို့မိုးတရက်မှအနူအာပြောတယ်ဟုတ်တယ်မိနွယ်ငါတို့ဘက်ချမ်းရွာလေးတွေကအိမ်မှာလူမြဲနေတာတချို့ရွာတွေစစ်နီးလို့ပြေးကုန်ကြပြီရောငါတို့ဘက်ကတော့ပြစ်တန်ခက်တန်မကြရတဲ့နေရာစစ်ဦးထုံးမလာသေးတဲ့နေရာပေါ့ကွယ်ငါတို့မမွေးခင်တုန်းကစခဲ့တဲ့ဆက်ဟာငါတို့တွေလူမှန်းမသိတတ်တဲ့အချိန်မှာအပြစ်အခက်ရဲကြပြန်လို့ဟော အခုတော့ငါတို့တွေကြီးပြင်းလာတဲ့အခါမှာအဲ့ဒီစကံပြန်စတော့တာပေါ့ရန်ကုန်တွေဝေလာပြန်တော့မိုးရသေးရအောင်အကြီးတန်ရတော့တာပဲကချင်တောင်တန်းတွေဟာမိုင်းမောင်လာရတော့တာပဲဇွန်လဟာအရင်ကတော့ကလေးတွေကြောင်းစားဖွင့်တဲ့အချိန်အခုတော့စစ်စဖွင့်တဲ့အချိန်ဖြစ်လာပြန်ရောအဲ့ဒီနှစ်ကစစ်စမယ်လို့ဘယ်သူမှမသိနိုင်လို့တောင်ရမှာစိုက်လိုက်ပြိုးလိုက်ရသေးတယ်မေလာစမ်းမှာတောင်ရစိုက်ကြတယ်တောင်တန်းတောင်ကျော်တွေမှာ ရွှေပြောင်းတောင်ရံလောက်ကြတဲ့သူအကုန်လုံးမေးလာတဲ့တင်စိုက်လူပြူလူပြေးနေကြပြီ။ကချင်တောင်နှန်းတွေတခြားတောင်ရရဲ့အကုန်စိုက်ပျိုးပြီးတဲ့အချိန်မိုးကတပေါက်ပေါက်ကြကောင်းတော့အချိန်မှာပဲစစ်ပြန်စားတော့တချို့ကအိမ်တွေယာရီကိုစွန့်ပြီးပြေးရတော့တာပေါ့။အပင်လေးတွေမြေထဲကယုံကျွလို့လာတဲ့တောင်ရတွေကိုလည်းစွန့်ထွားခဲ့ကြရတာပေါ့။အဲ့ဒီတုန်းကတော့ဒီသတင်းတွေငါတို့ကြားပြင်မဲ။အိုးသူတို့တွေခဏပဲပြေးရတာပါစက်ကခဏပဲပြေးသွားမှာပေါ့။ အိမ်ပြန်ကြမှာဘောလို့ငါတွေးလိုက်သေးတယ်။တောင်ရောက်လဲအသွားမပြတ်ဘူး။ဘဝကပုံမှန်ပဲလို့ထင်စရာပေါ့။ဒါပေမဲ့ဘယ်ဟုတ်ပါမလဲ။ငါစိတ်ထဲမှာတော့ကြောက်တက်နေပြီ။သုံးနှစ်ရွယ်သမီးလေးကိုအနုနဲ့ထားခဲ့ပြီးတောင်ရောက်သွားတိုင်းအဲ့ဒီတောင်ရောက်မျိုးကိုသာသူများတွေလူဆွံ့ရရင်ငါဘယ်လိုခံစားရမလဲလို့တွေးနေမိတယ်။အိုးတွေးတောင်မတွေးရဘူးဟဲ့။ငါမျက်ရည်တောင်ကြာမိမလားပဲ။ဒီမြေဟာငါတို့ဘဝပဲ။ငါသမီးလေးကိုလူလားမြအောင် ီမြေရပဲခွန်အားယူပြီးပြိုထားရမှာဒီလိုနဲ့အချိန်အားတည့်ရိပ်ဖြတ်လာပါရောခဏပဲမကြခင်ပြီးမှလို့ငါထင်ခဲ့တဲ့စစ်ကတော့တလာလည်းမပြီးနှစ်လလည်းမပြီးပြေးရတဲ့ရွာတွေပဲတိုးလာတယ်တောရီတောင်တွေထဲမှာတဲရီတန်းရီထိုးပြီးနေရတယ်လို့ကြားရတော့ငါတို့အတွက်စိတ်မကောင်းလိုက်တာကချင်ပြည်နယ်မိုးကတိတဲ့အတိုင်းသေးတာ ਉਹ တို့တွေဘလို့များစားတော့နေထိုင်ကြမလဲလို့တွင်ငါတစက်လေးမှစိတ်မချမ်းသာဘူး ငါတို့ငယ်တုန်းကစစ်ဟာဒီလိုမပြေးရပါဘူးခုဘလို့ဖြစ်တာလဲနော်အနုကတဘောဟာပြောတဲ့ရင်ငါအသားပဲနားထောင်နေရတယ်ငါတို့ကအဲ့ဒီအချိန်ကိုမမီဘူးလေငါတို့မြေကအစင်အဆက်မငိမ့်ချမ်းခဲ့ဘူးလို့သာကြားဘူးခဲ့ရုံကိုငါဘူပါတွေတစ်ထပ်တုန်းကစစ်ထဲလိုက်တဲ့သူတွေလည်းလိုက်ကြတာပဲဆိုတာငါသိသားပဲအင်္ဂလိပ်ဂျပန်ကိုတော်လန်နဲ့ဆက်လဲတိုက်ဘူးတယ်လွတ်လပ်ရေးရပြီးတဲ့နောက်ဖြစ်လာတဲ့ပြည်ရင်းစစ်မှလည်းတိုက်ဘူးကြတယ်တဲ့ ဒါပေမဲ့ငါအဝါကတော့စစ်မတိုက်ဘူးစစ်ဆိုတာငါတို့အတွက်လူကြီးတွေပြောပြတဲ့အရာဝင်ပုံမြင်လို့နားထောင်ဘူးရုံကလွဲရင်ရင်းနှီးစရာအကြောင်းလည်းမရှိခဲ့ဘူးလေငါဘဝမှာငါနဲ့အဝေးမှာပဲလို့ထင်ထားတဲ့ဆရာအခုတော့အနီးလေးကိုကတ်လာပြီတရင်စကားတွေကြားအောင်နဲ့တထိတ်ခိတ်ဖြစ်ရပြီငါတို့လည်းဘယ်နည်းပြေးရမလဲလို့စိတ်ပူလာရပြီကလေးတွေကတော့ထုံးစံတိုင်းဘာသိကြမလဲကွယ်ပြေးလိုက်လွှားလိုက်စောင့်ကစားလိုက်နေပေါ့ ဒီလိုနဲ့ငါဘရောမှမမိနိုင်တဲ့နေ့တနေ့ကိုရောက်လာတော့တာပဲအဲ့ဒီနေ့ကတောင်ရဟအပြန်တောင်ဆောင်မွားနေတပြေးပြေးချင်းဆင်းလာနေတော့ဇော်ဆိုင်ကအရှိန်အနေရောက်နေတဲ့ခြေလန်းတွေကိုရုတ်တရက်ရက်လိုက်တယ်ပြီးတော့ငါ့ကိုလှဲ့ကြည့်တယ်ငါဘလို့မှမထင်မှတ်ထားတဲ့စကားတခုကိုအဲ့မှာပြောချလိုက်တော့တာပဲငါစစ်သေးလိုက်တော့မယ်ကနူးတဲ့အိုးငါလေးပလိုင်းချိုးကိုတင်းတင်းဆုပ်ကိုင်းထားမိတယ်သူ့ကိုငေးနေမိတာအကြာကြီးပဲဘာပြန်ပြောရမလဲလို့အပြေးလွှားစဉ်းစားတယ် ဒါပေမဲ့ရုပ်တရက်ဆိုတော့ဝမ်းနဲ့စိတ်ဆို့လာတော့တော်တော်နဲ့စကားမပြောနိုင်ဘူး။စော်ဆိုင်မှာဒီစိတ်ကူဘယ်တော့ငရဲကရှိနေတယ်လဲဆိုတာငါမသိခဲ့ပါလားကွယ်။ဆုံးထိနားဆင်ပေးခဲ့လို့ကျေးဇူးတင်ပါတယ်ရှင်။အပိုင်း15ကိုဆက်လက်ဖျက်ဖျက်မှာမို့စောင့်မျှော်အားပေးကြပါအောင်ရှင်။